အားလုံးပဲမင်္ဂလာပါရှင်။ဒီကနေ့တင်ကြနေရဲ့ရူပီလာရှီယန်ရဲ့ရေဒီယိုစီစဉ်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ငလင်ကျောက်မန္တလေးစကိုင်းကလန်တွေပိတ်ထားတဲ့အတွက်မိချနာကိုဝင်းနေစီပေါ်ဆောင်ကားရဲ့အဝင်မရှိတာကြောင့်တက်စီတလီတာကိုချက်9000ကျော်အထိပြန်မြင့်တက်လာနေတယ်လို့မြို့ခန့်တွေဆရာသိရပါတယ်။မလင်ပေးကြောင့်မြန်မာမှာတည်ဆုံသူ3500ကျော်လာပါပြီ။စစ်စစ်ရေးအတွင်းကြဆုံခဲ့တဲ့တော်လိုင်းရေးရေးပေါ်တွေကိုဂုံပြူအောင်မိတဲ့အခမ်းအနား MNDA ကကျင်းပခဲ့ပြီးတိုက်ပွဲဝင်သူရေကောင်းပွဲကိုချင်းမင်းဂုံပြူခဲ့ပါရယ်။ အစားရတဲ့တွင်ကိုတက်ဆက်ပြရမှာပါကျမတို့အစီအစဉ်တက်ဆက်သူမနီဖြစ်ပါတယ်ငလင်းချောက်မန္တလေးစကိုင်းကာလန်တွေပိတ်ထားတဲ့အတွက်ကချင်ပြည်နယ်မြစ်ချနောင်းကိုဝင်းနေစီပေါ်စားကော်ရီအဝင်မရှိတာကြောင့်တက်စီတလီတာကိုချက်9000ကျော်အထိပြင်းပြင်းထန်နေရလို့မြို့ကနေစီကတည်ရပါတယ်စောက်ဆိုင်ကတက်ဆက်ပေးမှာပါလက်ရှိမှာတော့မချနာမန္တလေးလမ်းပိုင်းပိတ်ထားတဲ့အတွက် C box ကားတွေမဝင်တော့ပဲ မချနာမြို့ကစေပမ်ဆိုင်တွေမှာဈေးတွေမြင့်တက်နေရလို့မချနာမြို့ခံအမျိုးသမီးတူကမချနာတဲ့တင်းချာနယ်ကိုပြောပါရတယ်။ဒီမနက်သက်စီတော်ထင်းရဲ့အချိန်မေးကြည့်တာဈေးသက်သွားတယ်ဆိုပြီးလမ်းတွေပိတ်နေတဲ့အတွက်တံသားတွေကအခုထိပြတ်လို့မရသေးဘူး။လေရင်နဲ့ပဲကူးနေရတယ်လမ်းတွေပိတ်နေတဲ့အတွက်ကလမပိတ်ခင်မချနာမြို့မှာသက်စီဈေးတလီတာ9900ကနေလက်ရှိမှာတော့သက်စီတလီတာကိုငွေ7900ကျော်အထိမြင့်တက်လာနေတယ်လို့သိရပါဗျ။ ပြီးခဲ့တဲ့မတ်လ28ရက်နေ့ကလောက်ခတ်ခဲ့တဲ့ငရင်ကြောင်းမြစ်ချနာမန္တလေးလမ်းပိတ်မယ်လို့သတင်းကြားရကနေမြစ်ချနာစီဆိုင်တွေမှာတက်စီဈေးတွေတက်နေတာဖြစ်တယ်လို့လည်းမြစ်ချနာမျိုးခံမျိုးသားတူကမြစ်ချနာသတင်းကြားနယ်ကိုပြောပါတယ်ရင်းနှီးစည်းပြန်တက်လာတယ်ဘာလို့လဲဆိုတော့သက်စီလန်းချောင်းပိတ်မယ်လို့ပြောရအောင်နေစည်းပြန်တက်လာတယ် ပြီးခဲ့တဲ့2024ခုနှစ်နိုဝင်ဘာလကတိုက်ပွဲအခြေအနေကြောင့်စကိုင်းမန္တလေးလမ်းတွေပိတ်လိုက်တဲ့အပြင်တရုတ်ဘက်ကလည်းတရုတ်နယ်စပ်ကုန်တွေဂိတ်တွေကိုပိတ်လိုက်တဲ့အထက်အခြေခံစားသောက်ကုန်တွေအပြင်ဓာတ်ဆီတွေလည်းမဝင်တော့တာကြောင့်မင်းချနာမြို့မှာဓာတ်ဆီတလီတာကို ngwe 7000အထိမြင့်တက်သွားခဲ့ပါတယ် ဧပြီလ၁ရက်နေ့ကကချင်လွတ်လပ်ရေးတမတော် KIA ထိန်းချုပ်နယ်မြေကတရုတ်နယ်စားဂိတ်တွေဖြစ်တဲ့လိုင်စာနဲ့လွယ်ကျယ်ဂိတ်ကိုဖွင့်ပေးခဲ့ပြီးအဲ့ဒီဂိတ်ငဂိတ်အပြင်ကမ်ပိုက်တီနဲ့ပန်ဝါဂိတ်ကိုလည်းတရုတ်ဘက်ကအခြေခံစားတောက်ကုန်တွေပဲတင်သွင်းခွင့်ပြုထားပြီးစီပေါက်စားကားတွေကိုတော့လက်ရှိအချိန်ထိဝင်ရောက်ခွင့်မပြုသေးတာဖြစ်ပါတယ်ဒီလိုလူထုအနေနဲ့မိမိဒေတာမှာဖြစ်ပေါ်နေတဲ့တရင်ကြောင်းရတွေကိုပေးဖို့ channel ဆိုရင်တော့မြန်မာတရင်ချန်နယ်ရဲ့ messenger အနေဖြစ်စေဖုန်းနံပါတ်09956 3393တင်းနစ်တစ်ကိုဖြစ်စေဆက်သွယ်ပေးပို့နိုင်ပါတယ်။ငလင်ဘေးချောက်မြန်မာမှာတိတ်ဆုံးသူ3500ကျော်လာပါပြီ။ထရေးဆာကတင်ဆက်ပေးမှာပါ။ မြန်မာနိုင်ငံမှာငလင်ကြောင်းတေဆုံးသူစုစုပေါင်းဟာဧပြီလ9ရက်နေ့အချိန်စီးရင်တွေအရာတေဆုံးသူ3550ထိရှိလာပြီလို့ဒီကနေ့စစ်ကောင်စီထုတ်ပြန်တဲ့စီးရင်တွေအရာတည်ရောက်ပါတယ်။ပျောက်ဆုံးနေသူကတော့အယောက်160ရှိပြီးထိခိုက်ဒဏ်ရာရသူကတော့4814ယောက်ရှိတယ်လို့ဆိုပါတယ်။ငလင်ကြောင်းလူသေးဆုံးထိခိုက်ပျောက်ဆုံးတဲ့နေရာတွေကတော့နေပြည်တော်မန္တလေးတိုင်း၊စကိုင်းတိုင်း၊ရှမ်းပြည်နယ်၊ပဲခူးတိုင်းနဲ့မကွေးတိုင်းတို့ကဖြစ်တယ်လို့လည်းတည်ရောက်ပါတယ်။ မျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ဧပြီလ9ရက်နေ့အချိန်နောက်ဆုံးစီးရင်တွေအရလည်းတည်ဆုံးသူဟာ3550ရှိပြီးပျောက်ဆုံးသူကတော့920ရှိနေပါတယ်။ဒဏ်ရာရသူကတော့4689ရောက်ရှိပြီးဘာသာရေးအဆောက်အဦတွေလူနေအိမ်တွေအပါအဝင်အဆောက်အဦတွေပျက်စီးမှုကတော့4000ကျော်ရှိတယ်လို့ NUG ကဆိုပါတယ်။ ုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံးအောချရဲ့ဒီနေ့တို့ပြောင်းချက်အရတော့ငလင်ဘေးဒီယာဒေသတွင်မှနေထိုင်သူဦးရဲ့ဟာ19ဒသမ2တန်းရှိပြီးငလင်လောက်ကမှာပြင်းထန်ဆုံးကြုံတွေ့ခဲ့ရသူကတော့9ဒသမ3တန်းရှိတယ်လို့သိရပါတယ်စစ်စေးရေးအတွင်းကြဆောင်ခဲ့တဲ့ဒေါ်လာရေးရေးပေါ်တွေကိုဂုံပြူအောင်မေတဲ့အခမ်းအနား MND ကချင်ပါခဲ့ပြီးတိုက်ပွဲဝင်သူရေကောင်းပွဲချီမင်းဂုံပြူခဲ့ပါရယ် အသက်ပေးခဲ့ကြတဲ့တော်လန်ရေးသူရဲ့ကောင်းတွေကိုဂုဏ်ပြုအောင်မေတဲ့အနေနဲ့အဲဒီအခမ်းအနားကိုကုကန့်သူတီတာတဲ့အလောက်ကိုင်းမှာရှိတဲ့ရန်လုံချိုင်းအာဇာနီကူပိမှန်မှာရေပလာနေရနေရချင်ပါခဲ့ကြတာဖြစ်တယ်လို့သိရပါတယ်ခန္ဓာကိုယ် MND ရဲ့ကောက်ကောင်ဆောင်တွေနဲ့ဌာနဆိုင်ရာအရာရှိတွေတက်ရောက်ခဲ့ကြသလိုတပ်ဖွဲ့ဝင်တွေကြာဆုံးရေးပေါ်မိသားစုဝင်တွေနဲ့တခြားဖွဲ့စည်းရာကိုယ်စားလှယ်တွေအပြင်ပြည်သူ2000ကျော်တက်ရောက်ဂုဏ်ပြုခဲ့ကြတယ်လို့ဆိုပါတယ် ။တယောက်လာတဲ့သူတွေအနေနဲ့ကြာဆုံးအာဇာနည်တွေကိုအုတ်ထုတ်ချပြီးခဏတာသိသိမှုနဲ့အလေးပြုခဲ့ကြတဲ့အပြင်လွမ်းသူပေါင်းခွေချာရာအမွေးတိုင်တွေထွန်းညီးပြီးအာဇာနည်တွေရဲ့အုတ်ဂူတွေကိုကာဘောပြုခဲ့ကြတယ်လို့လည်းသိရပါတယ်။စိနေခုစစရင်တဲ့ချိန်အတွင်းကိုကန်တပ် MNDA ဟာကိုကန်ဒေတာနဲ့အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရမခတိရှိရာလာရှိုမြို့အပါအဝင်မြို့ရတော်တော်များများကိုစစ်ကောင်စီလက်ထက်ကတိုက်ခိုက်တင်ပိုင်နိုင်ခဲ့တာဖြစ်ပါတယ် လရှိမော်ရိုတရုတ်ရဲ့ဖီအားကြောင့်လာရှိုမျိုးကိုစစ်ကောင်စီထံအရွေလာ23ရက်နေ့မတိုင်မီပြန်လည်ဖျက်ရမယ်လို့လည်းဖော်ပြနေကြပါတယ်။ကလေးဖြတ်ချရခြင်းရဲ့နောက်ဆက်တွဲဆိုးကြကဘာတွေဖြစ်မလဲ။အလို့တမီတချို့မှာအကြောင်းအမျိုးမျိုးကြောင့်ကိုဝင်ရလာတဲ့အခါမှာ အချိန်လုံးမှမလို့ချင်းတို့ဖြတ်ချဖို့ဤမျိုးစုံသုံးပြီးကိုဝင်ကိုဖြတ်ချတတ်ကြပါတယ်။ လက်တင်နဲ့အနှိမ်မလို့လက်တင်မနိုင်လို့တိတ်ဆုံးသွားရတဲ့အမျိုးသမီးတွေလည်းဒူးနဲ့ဒဲပါပဲဒါလို့ရင်ဒါဖြစ်မဲ့တိတိနဲ့အကာအကွယ်မယူကြပဲအတူနေရကနေကိုဝင်ရလာတဲ့အခါအချို့ကတော့ကလေးတွေကိုစွန့်ပစ်တတ်ကြပါတယ်တချို့လည်းလူမတိအောင်ကိုဝင်ဖြတ်စေတောက်ရကနေကလေးတော့ပြက်ကြပေမဲ့မိမိတောက်လိုက်တဲ့ဆေးရဲ့ဆိုးကျိုးကိုလည်းတွေးမိကြပါမလားကောင်ဖြတ်ချဖို့တောင်းတဲ့ဤအမျိုးမျိုးမှာပြင်းထန်တဲ့ဆိုးကျိုးတွေဖြစ်စေနိုင်ပါတယ်။ ဘာလို့လဲဆိုရင်ဖြတ်ချရမှာတချို့ကမိမကိုတဲ့ကိုစပိန်စမုတ်တန်နဲ့ထိုးချပြီးဖြတ်ချတဲ့တော့တချို့ကကြက်မွေးထိုးထည့်ပြီးဖြတ်ချကြတယ်ဒါရုပေဒါဆေးရည်ထည့်ပြီးဖြတ်ချအနိုင်တဲစီကအပေါ်ကနေဖိနှိပ်ချခံပြီးဖြတ်ချကြတယ်တရုတ်ကလာတဲ့ဆေးတွေအွန်လိုင်းပေါ်ကဆေးတွေတောက်ကြတယ် တကယ်ကိုနှီးမျိုးစုံနဲ့ဖြတ်ချကြတာအလွန်ကြောက်စရာကောင်းပါတယ်။အဲ့လိုဖြတ်ချခြင်းရဲ့နောက်ဆက်တွဲကဘာတွေခံစားရမလဲဆိုရင်ကိုဝန်ဟာဖြတ်ချလိုက်မပြတ်ကြခြင်း။ကိုဝန်ကမပြတ်ပဲတအိမ်ထဲမှာကလေးတည်နေခြင်း။ကလေးအတည်မွေးခြင်းမပြတ်ကြပဲမွေးလာခဲ့ရင်ကိုလက်အင်္ကာမပြည့်စုံခြင်း။မွေးရပါယောဂများပါလာခြင်းစရတွေဖြစ်နိုင်ပါတယ်။တအိမ်ပေါက်သွားခြင်း ကိုယ်ဝန်ဖြတ်ချရမှာတိုင်ပောက်သွားခြင်းကအဖြစ်များကြလို့တိုင်ထုတ်ပြရတဲ့အပြင်အတက်အန္တရာယ်ကိုပါထိခိုက်ဆုံးရှုံးနိုင်ပါတယ်။နောက်ပြီးတအိမ်နိုင်ရန်ချင့်ပြီလို့မကူတခဲ့ရင်နောက်ထပ်ကလေးလုံးဝရနိုင်ခြင်းမရှိပါဘူးတွေးထွက်လွန်ခြင်းတအိမ်ပြည့်စည်ပြီးအလုံမလုံနိုင်ခြင်းဒေတာအပိုင်းအစကြံနေခြင်းတအိမ်ခေါင်းအဝပြည့်စည်ခြင်းစတာတွေကြောင့်တွေးထွက်လွန်ပြီးအသက်ကိုဆုံးရှုံးနိုင်ပါတယ်တအိမ်ခေါင်းကိုထိခိုက်ခြင်း ကိုဝင်ဖြတ်ချဖို့နီလန်းမျိုးစုံတအိမ်ကောင်းအတွင်ထဲထိုးထည့်ပြီးဖြတ်ချလိုက်ရတဲ့အတွက်တအိမ်ကောင်းထိခိုက်ပျက်စီးသွားခြင်းတအိမ်ဦးထိခိုက်ခြင်းပေါက်ခြင်းပိုးဝင်ခြင်းပြစ်တဲ့ခြင်းတွေဖြစ်တတ်ပါတယ်ခနာကိုပိုးစိတ်တက်ခြင်းပိုးစိတ်တက်ခြင်းကမတန့်ရှင်းတဲ့ပစ္စည်းတွေနဲ့ဖြတ်ချခြင်းလက်ဖြစ် night ထုတ်ခြင်းကလေးအแทးတွင်တည်ဆုံနေခြင်း စေးရီထဲ့ခြင်းစရတွေကြောင့်ခန္ဓာကိုယ်ကနှံ့ပြန့်နှံ့သွားပြီးတွေးရစိတ်တက်နိုင်ပါတယ်။စေဝါတွေနဲ့ဖြတ်ချတဲ့အခါတက်ရှိတူဖြစ်တဲ့တတိတောက်ကိုတည်စင်အောင်လှုပ်တာဖြစ်တဲ့အတွက်ကြောင့်မိခင်အတွက်လည်းအစိတ်အတောက်တွေဖြစ်စေပြီးပိုဝင်ခြင်းတတိလက်ချင်းကိုယ်တွင်းစိတ်တက်ပြီးဖြားခြင်းတွေဖြစ်စေတတ်တယ်လို့ပိုးကတအိမ်မတစင်တွေးကြောထဲဝင်ပြီးတော့ဒီကိုယ်လုံးကိုပြန့်နှံ့ပြီးကိုယ်တွင်းအင်္ဂါတွေအလုံးမလုံးတော့ပဲအသက်ပါဆုံးရှုံးနိုင်ပါတယ်။ နောက်ပြီးကိုဝင်ဖြတ်ချခြင်းကြောင့်နောက်ပိုင်းကလေးမယူခဲ့ရင်တအိမ်ပြင်းမာတတိတဲခြင်းတာဥအိမ်တာဥပြွန်းဝမ်ပိုင်စတဲ့နေရာတွေမှာတတိတဲခြင်းကိုဝင်ဖြတ်ချထားခြင်းကြောင့်တအိမ်နေရာတွေမှာအမာရွရှိနေခြင်းအမာရွကြောင့်အချင်းရှေ့ရောက်နေခြင်းအချင်းရှေ့ရောက်ခြင်းကြောင့်ကလေးကိုလက်အင်္ကာချိုးရနိုင်ခြင်း နားမစိပေါင်မပြည့်ပဲကလေးမွေးဖွားလာခြင်းအပြင်ကိုယ်ဖျက်ချတဲ့နီးတွေကြောင့်ပြွန်နေပိတ်ပြီးကလေးမရနိုင်ခြင်းဝမ်ပိုက်အတွင်ပြည်တဲခြင်းကြောင့်ဦးလန်းချောင်းဖောက်ဖျက်ထုတ်ရခြင်းစီလန်းချောင်းပေါက်ခြင်းစတာတွေဖြစ်နိုင်ပါတယ်ဒါကြောင့်ကိုယ်ဝန်ဖျက်ချခြင်းနဲ့နောက်ပိုင်းဆိုးကျိုးတွေကကြောက်စရာကောင်းပြီးလုံးဝကလေးမရနိုင်တာတွေအထိရှိပါတယ်ကိုယ်ဝင်ဖြတ်ချခြင်းကကလေးဆယ်ယောက်မွေးတာနဲ့ညီမျှတယ်လို့ရှေ့လူကြီးတူမတွေပြောတာကြားဖို့ကြားမှာပါ ကုန်ဖြတ်ချပြီးဒီဆူကျိုးတွေအပြင်နောက်ပိုင်းဆူကျိုးထက်ရှိပါသေးတယ်။အဲ့ဒါကတော့ရင်သားကင်ဆာဖြစ်ခြင်းနဲ့စိတ်ဝေဒနာခံစားရခြင်းပါ။ရင်သားကင်ဆာပါကြောင့်ဖြစ်ရတာလဲဆိုရင်ကိုယ်ဝင်ရှိနေစေရင်သားကနှုတ်ထွက်စေတဲ့ဟော်မုန်းအပြောင်းအလဲရှိပါတယ်။ဟော်မုန်းအပြောင်းအလဲကြောင့်ရင်သားဆဲတွေကင်ဆာဆဲတွေအဖြစ်ပြောင်းလဲနိုင်တယ်လို့ပုံမှန်ကိုယ်ဝန်ဆောင်ခဲ့ရင်တော့ကင်ဆာဆဲအဖြစ်မပြောင်းလဲနိုင်ပါဘူး။ ်ပုံဖြတ်ချခဲ့ရင်တော့ရင်သားကင်ဆာဆဲအဖြစ်ရောက်နိုင်ပါတယ်။စိတ်ဝေဒနာခံစားရခြင်းကိုယ်ဝန်ဖြတ်ချခြင်းကြောင့်ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတာမကစိတ်ပိုင်းဆိုင်ရာထိခိုက်စေပြီးယူတွတ်သွားတဲ့အထိခံစားရနိုင်ပါတယ်။ဒီကနေ့သတင်းချနေရီရေဒီယိုအစီအစဉ်ကိုအပတ်စဉ်သတင်းလာနေရနေတောက်ကြနေအထိည၈နာရီအချိန်တိုင်းမှာတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နာဆင်နိုင်ပါပြီ။ကချင်ပြည်နယ်တွင်းကနောက်ဆုံးရသတင်းတွေနဲ့အတူ အခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းမြစ်နာသတင်းချန်နယ် app Facebook စာမျက်နှာ YouTube နဲ့ website တို့ကနေသတင်းလဲစောင့်မျှော်ကြည့်ရှုနားဆင်နိုင်ပါပြီ။